မြင့်မြတ်ကိုမျှပြောနေကြအောင်ရှိဦးဆိုပြီးတဲ့ပြောလာပြီဖြစ်တဲ့ဒရိုက်တာညိုမင်းလွင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီတဲ့နေ့ကိုပုံမှန်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒရိုက်တာညိုမင်းလွင်ကတော့မြန်မာနိုင်ငံမှာအမြင်တဲ့ဒရိုက်တာတဦးဖြစ်တယ်လို့အခြားဒရိုက်တာတွေနဲ့မတူတဲ့ဇလန်းမျိုးတွေနဲ့ပရိသတ်တွေကိုဖန်ဆနိုင်စွမ်းရှိတဲ့သူတဦးဖြစ်ပါရစေဇလန်းဇာညွန်တွေကိုလည်းကိုယ်ပိုင်ဖန်တီးတိစားပြီးရိုက်ကူးတက်တဲ့သူမျိုးလို့ဒရိုက်တာတွေထဲမှာထူးခြားတဲ့သူတဦးလည်းဖြစ်နေပါရစေ အများအပြားတော့ဝိညာဉ်တစေစားတဲ့ဇလံရုပ်ရှင်တွေနဲ့နာမည်ကြီးတဲ့သူဆိုရင်လည်းမမှားပါဘူးဒီလိုနာမည်တစ်လုံးနဲ့အောင်မြင်ရဲ့ဒရိုက်တာညိုမင်းလွင်ဟာပြီးခဲ့တဲ့နေ့မှာတော့မင်းသားမြင့်မြတ်ကိုတကူးတကချီးကျူးနေစာမလုပ်ဘူးဆိုပြီးတဲ့ပြောလာတာပဲဖြစ်ပါရယ်အားလုံးလည်းသိရတဲ့အတိုင်းပါပဲမင်းသားမြင့်မြတ်ကတော့အခုချိန်မှာမြေစာစရဲရုပ်ရှင်စကားကိုရုပ်ကြံပြသနေရဖြစ်ပြီးတော့အတော်လေးအောင်မြင်နေရလို့ဆိုရပါမယ် မြေစာဇလန်းဟာဆိုရင်ဖြစ်ရမှန်အခြေခံရိုက်ကူးထားတယ်ဒရမာရုပ်ရှင်တစ်ခါဖြစ်ပြီးတော့အခြေခံလူရန်စာဘဝစီပင်ဝင်တဲ့တူရဲ့ဘဝကိုပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ခါလေးဖြစ်ပါရယ်ဒါကြောင့်လေပရိသတ်တွေကအကြိုက်တွေ့နေကြတာဖြစ်ပြီးတော့မြေမြကိုရိုင်းကလေရုပ်ရှင်ကို promotion လာစင်းတဲ့အချိန်မှာစီပင်ဝင်တဲ့အင်ဂျီကိုဝစ်ဆင်ပြီးလာကြည့်ကြတာကြောင့်ပရိသတ်တွေကအတော်လေးသဘောကျနေကြပါရယ်မြင့်မြတ်ဆိုတာကစပေါ်လာတဲ့ကဒရမာကရီနဲ့ပရိသတ်ရှင်တွေကိုရောက်အောင်တရားဆောင်ရင်းနဲ့နာမည်ရလာသူဖြစ်တဲ့အတွက်ဒရမာကင်းဆိုပြီးတော့နာမည်ကြီးလာတဲ့သူဖြစ်ပါရဲ့ အခုမြေစာကမှာတော့ဒါရီကပြန်လည်မြင်တွေ့ခဲ့ရတဲ့အတွက်ဒရမာကင်ရဲ့ခန်းဘတ်ကားလိုတော်မှာပြောနေကြတာဖြစ်ပါတယ်ဒီဇလန်နဲ့မှာဆိုရင်မင်းသားမြင့်မြတ်ကအမိုက်သိစီပင်ဝင်တဲ့အုပ်ဖြစ်ပြီးညီညီမလေးတွေရဲ့အကျိုးကျေးဇူးကိုမျှော်ကိုပြီးကိုကျိုးစုအနစ်နာခံတတ်တဲ့အကိုကြီးတယောက်ဖြစ်ပါဝင်တယောက်ဆောင်ထားတာကိုတွေ့ရပါတယ်အင်တာဗျူးရဲမှာတော့မြင့်မြတ်ကသူ့ရဲ့အပြင်လက်တွေ့ပွားမှာလဲမွေးကျင်တွေအနက်အကြီးဆုံးဖြစ်ပြီးမြေစာတွေကလို့မဟုတ်ပဲတင်းကျပ်စွာအုပ်ချုပ်တတ်တဲ့သူဖြစ်တယ်လို့ဆိုထားပါတယ်မြေစာတွေမှာကတော့ဝမ်းနေစာကောင်းတဲ့အကိုကြီးမြင့်မြတ်ကိုပဲတွေ့ခဲ့ရတာဖြစ်ပါတယ် ဒီလိုနာမည်ကျော်နေတဲ့မြေစာစကားကိုဒရိုက်တာညိုမင်းလွင်ဟာအခုလိုပြောခဲ့တာပါညိုမင်းလွင်ကမြင့်မြတ်ရရရဖို့အတွက်တန်းစီထားတဲ့အထင်မှကျွန်တော်မပါဘူးတကူတကာမျှပြောနေကြလေအကြောင်းမရှိပါဘူးမြေစာမှာတကယ်ဖိုးထောင်ဖြစ်ခဲ့တယ်လို့ဆိုခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးကောင်းချီးပေးလိုက်ရင်စကားရရဖို့နံပါတ်စင်စောင့်နေရလို့အပြောခံရမှာဆိုတာကြောင့်ဒီလိုစောင့်နေရတဲ့အထင်မှသူမပါကြောင်းနဲ့မြင့်မြတ်ဟာအထွေထူချီးကျူးစရာမလိုလောက်အောင်ဖိုးထောင်ပေးသားခဲ့ပါတယ်ဆိုပြီးထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ် ရှေ့တုန်းကလည်းဒီမြေစာစကားနဲ့ပတ်သက်ပြီးထရိုက်တာညိုမင်းလွင်ကမြင့်မြတ်ကိုဟာတာကားရီနဲ့တွဲမြင်လာတာကြာခဲ့ပြီးအခုလိုမျိုးကာရက်တာနဲ့ကြိုးစားထားတာကိုအသိမှတ်ပြရပါမယ်ရွှေနဲ့ဒီရွှေကြီးထုတ်လို့ပြီးအနေနဲ့ကလည်းနှောင်းဆက်ကောင်းတဲ့နေတိုးကိုတရုတ်ဆောင်ဆူရှူပေးနိုင်ခဲ့တယ်လို့မြင့်မြတ်အတွက်လည်းထပ်ပြီးတော့ရှူပေးနိုင်ပါစေ။မြေစာအောင်မြင်ပါစေဆိုပြီးတော့စွမှုချေခဲ့ပူပါသေးတယ်။ပြိတ္တကြီးတို့ရောမြေစာဘယ်လိုများသဘောရကြလဲရှင်။ ဟုတ်ကဲ့ပါရှင်။နောက်ထပ်ပြီးတော့လေအမှုပညာဆက်လီသတင်းကြောင်းအမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်နော်။ပရိသတ်ကြီးကနမေကျော်ဆက်လီသတင်းနေနဲ့မျက်ချင်မပြတ်ချင်းဆိုရင်တော့အမြန်ဆုံး follow ထားဖို့အတွက်လိုအပ်ပါလိမ့်မယ်နော်။အဆုံးထိနာဆင်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။